ဒါလေးက BC 557နော်557ဖြစ်ပါတယ်အ557ဆိုရင်ကျွန်တော်တို့ PNB မျိုးသားပေါ့နော်အလဲက N ပေါ့နော်အနှုတ်ပေါ့ဗျာဒီကောက်ပြောရင်အဲ့ကျတော့11လေးကိုကျွန်တော်အနက်ရောင်ပလုတ်လေးနဲ့ထောက်ထားနော်ဒါ BC 557မှာနော်11ကိုအနက်ရောင်ပလုတ်နဲ့ထိမယ်အနီရောင်ပလုတ်နဲ့ဒီမှာညာဘက်ကိုထိကြည့်တဲ့အခါမှာဒီမှာ400ရောက်ကနပြရတယ်ပေါ့နော်ဒီတစ်ခါလေးကျွန်တော်လက်ဝဲဘက်ပြင်ကိုပါတစ်ခါလေးထောက်မယ်နော်ဒီမှာ400ရောက်ကနပြရတယ် ဲဆိုကောင်းဖို့များတယ်ပေါ့နော်။ပြီးရင်တော့ကျွန်တော်တို့ကြောင်းညံတော့ညံတိုင်းကြည့်အောင်ပေါ့နော်။ကဲလီယောင်ဘလိုလေးနဲ့အလဲထောက်မယ်။ပြီးရင်ပင်ကနမပြရအောင်နော်။အဲဒီမှာပင်ကနမပြဘူးဒါဆိုရင်ညာဘက်ချမ်းကောင်းပြီသေးရပါပြီ။လေဘက်ဘက်ချမ်းအဲသူလည်းပင်ကနမပြဆိုရင်ဒီ transistor လေးဒီကကောင်းပါလေကြနော်။ဟုတ်ကဲ့ကောင်းတဲ့ဟာလေးကိုကျွန်တော်ညာဘက်မှာချတာ။နောက်တစ်လုံးတော့စမ်းကြည့်အောင်နော်။နောက်တစ်လုံးကနောက်တစ်လုံးကပါလေးပါလိုက်။547ပဲနော်။သူလည်း547။အဲဆိုရင် MBN ညိုစားဖြစ်ပါလေ။ ကဲ MBN ဆိုတော့အနီရောင်ပရုတ်ကအလဲမှာထားမယ်ပေါ့နော်အနေရောင်ပရုတ်လေးနဲ့ညာဘက်ကြည့်ကြည့်မယ်အဲသူလည်းပြက်နေပြီနော်အဲဒီမှာသူလည်းပြက်နေပြီလက်ဝဲပဲခြံကောင်းနေနော်လက်ရလက်ဝဲပဲခြံကခိုင်ခဏပြလေတယ်လက်ရပဲခြံကမကောင်းတော့ဘူးကြောင်းမြန်ပြန်တိုက်ကြည့်မယ်ကြောင်းမြန်ပြန်တိုက်ရင်လည်းဒီမှာဒီမှာအနီရောင်ပြလေအဲ့ဒါဆိုရင်ဒါဒီ transistor လေးကတုံးလို့မရတော့မကောင်းတော့ပါဘူးနော်အဲ့ဒါဆိုရင်ကျွန်တော် transistor ရဲ့တော့အများကြီးရကျွန်တော်အကုန်လုံးတိုက်မပြတော့ပါဘူးနော်ကျွန်တော်ပြည်တည်းဒီလောက်ဆိုရင်ကျွန်တော်တို့နားလည်မယ်လို့ညွှန်လဲမှာကြာနော်တကယ်လို့တိုင်းကိုယ်တိုင်းတိုင်းယူလို့မှအဆင်မပြေရင်လည်းကျွန်တော်တို့ညှိလို့ရပါတယ် ီးတော့ကျွန်တော်ရဲ့ဒီအခြေခံ electronic သင်တန်းလေးလည်းကျွန်တော်တို့လာမယ်နော်9လပိုင်း10ရက်နေ့စပတ်ပါမယ်